ဟာအကုလတရားတွေကအပေချမှာอืมဒီစကားကနားလေတရားရှင်းပြတရားအများကြီးရှိအပေချတယ်ဆိုတာချနိုင်ကြီးရှိတယ်လို့ပြောတာချကို ချလိမ့်မယ်လို့ပြောတာမဟုတ်ဘူးချကိုချလိမ့်မယ်ဆိုရင် လူပြန်ဖြစ်เสียတဲ့တဝါကိုရှိမှာမို့အကုန်အပေကြီးသွားကြဖို့ရှိဟုတ်လားအကုသို့ဖြစ်တိုင်းသာအပေရောက်ရသဏ္ဍာန်ဆိုလို့ရှိရင်အကုန်အပေပုံကြီးရောက်နေじゃん အမှန်အကုသိုလ်ဟာအပေကိုဖြစ်စေနိုင်တဲ့အစွမ်းရှိတယ်လို့ပြောတာဟုတ်တယ်ဖြစ်စေနိုင်တဲ့အစွမ်းရှိတယ်လို့ပြောတာဖြစ်ကိုဖြစ်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးမတူဘူးတော့စကားတစ်ခုဆိုကြပါစို့ဦးဇင်းတစ်ခုဥမာပေးမယ်မျိုးစေးဟာအပင်ပေါက်လိမ့်မယ်လို့ပြောတာအပင်ပေါက်နိုင်ခြေရှိတယ်လို့သာပြောတာပေါက်ကိုပေါက်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးသူ့မှာအပင်ပေါက်ဖို့အတွက်နောက်ထပ်အကြောင်းတရားတွေအများကြီးလိုသေးရဲ့လေမြေပေါ်ရောက်ဖို့လိုမယ်မြေတောင်၆သွေးနေတဲ့မြေဆိုပေါက်မှာမဟုတ်ဘူးဆွတ်ဆွတ်တဲ့အရေတဲ့ဆွတ်ဆွတ်တဲ့နေရာမှာရောက်ဖို့လိုမယ်အလင်းရောင်ရှိဖို့လိုမယ် ဟုတ်လားဒါကြောင့်မလို့ဟိုညောင်မေတမင်းမှာညောင်စီတွေများစွာเนาะဒါတနှစ်တခါဖြစ်ပေါ်လာတယ်ပြီးနေအဲ့ဒီညောင်စီတွေတဲ့အကုန်လုံးညောင်မေပေါက်သလားမပေါက်ဘူးเนาะချို့လဲပေါက်တယ်ပေါက်ပြီးတော့ခဏနဲ့သေသွားတာပဲဟုတ်တယ်မဟုတ်လားအကုသိုလ်တရားနဲ့ဒီအပေပုံကိုလည်းပဲအဲ့ဒါလို့ဘုန်းဘုန်းတို့ဘာလို့အောင်တော့နားလေရမယ်ဖြစ်နိုင်ကြီးရှိတယ်လို့ပြောတာဖြစ်ကိုဖြစ်လိမ့်မယ်လို့ပြောတာမဟုတ်တချို့အဲ့ဒါကို စွတ်ကြောက်နေတာလည်းရှိတယ်။အဲ့တော့တကယ်လို့ဟိုကြောက်တာကြီးကိုဟိုလုံးဝဒါကြီးကကြောက်စရာမဟုတ်ပါဘူးလို့ဆိုလိုတာလည်းမဟုတ်ဘူး။ဟိုတားမယ်ဆိုရင်တားလို့ရတယ်ဆိုတာကိုပြောတာ။တားလို့မရတဲ့အခြေအနေကြီးလို့ထင်နေရင်တော့အဲ့ဒါပြဿနာအကြီးကြီးဖြစ်နေတယ်။ဟုတ်လား။တားလို့မရတဲ့အနေထားမဟုတ်ဘူး။ဘာလို့မလို့တားရမလဲ။ ဘာနဲ့တားပါတော့ဆိုတော့ကုသိုလ်စိတ်နဲ့တားရမယ်အဲ့ဒါကိုလည်းစာရီထဲမှာအလွန်ဖိုးတန်တဲ့ဥမာလေးပေးထားတာရှိတယ်။ဟိုကြောက်ခဲရရည်တဲ့နစ်တက်တဲ့သဘာဝနစ်မှာပဲတူပါ။ကြောက်ခဲရရည်နစ်တယ်လို့ပြောလွဲကိုမလွဲဘူးမှန်တယ်။သို့တော့လှေပေါ်တင်ထားမယ်ကဲအဲ့ဒီကြောက်ခဲကိုလှေပေါ်တင်ထားမယ်နစ်သလားအဲ့ဒီကြောက်ခဲမနစ်ဘူး။အဲ့ဒါကိုကြည့်ပြောကြောက်ခဲရရည်တဲ့မနစ်ဘူးလို့ပြောလို့ရသလား။လှေပေါ်ရှိနေတဲ့ကြောက်ခဲဘလို့နစ်ပါမလား။အဲ့ဒါကုသိုလ်ကလှေနဲ့တူတယ်ဗောနော်။ကြောက်ခဲကအကုသိုလ်နဲ့တူ နော်အဲ့ကုသိုလ်တရားအာကောင်းကိုကလှုပ်ထားမယ်ရှင်ဒီအကုသိုလ်ကအကျိုးပေးခွင်မတားဘူးပြီးရင်ဘဝတစ်ခုမှာကိုကပညာဉာဏ်ကိုသစ္စာလေးပါးသိတဲ့အဆင့်ထိမြင့်တင်နိုင်မယ်ရှင်အပေရောက်သည်အထိကိုမှားယွင်းခဲ့တဲ့စိုးသွမ်းတဲ့အကုသိုလ်တရားတွေအကုန်လုံးမဖြစ်သွားမှာလို့အဟောတိကံဖြစ်သွားမှာဟောအပေကြတဲ့အကြောင်းအဲ့ဒီမှာမရှိတော့ဘူးနီလန်းတွေကအကုန်လုံးသူ့အတူပြည့်ပြည့်စုံစုံရှိနေတာဘာမှကြောက်စရာအကြောင်းမရှိဘူး